ကြည့်ခင်ရပါတော့မိတ်ဆွေများအားလုံးကိုကျွန်တော်တို့ရဲ့ Homework အိမ်တို့ YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာအားလုံးကိုလည်းမင်္ဂလာပါလို့ကျွန်တော်ဖုံးမြတ်ထင်မှနှုတ်ခွန်းဆက်သလိုက်ရပါရခင်ဗျာကျွန်တော်ဇာယိဆရာဆရာကျူမွေးဤဟာသဝုဒ္ဓတပုတ်ဖြစ်တဲ့သမီးတို့ချစ်သူနှမလူဆိုတဲ့ဟာသဝုဒ္ဓစာအုပ်ကို အပိုင်ကိုဇာသိမ့်ပိုင်းနေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါရယ်ခင်ဗျာကျွန်တော်နဲ့အတူလိုက်ပါနားဆင်ခံစားကြည့်တော်မူကြပါအောင်ခင်ဗျာ ယခုအောင်ပြက်ကစာကိုဖတ်ရမှအတိတ်မှအရေးတွေမှာအထပ်ပါတိုင်းဒေါ်မြာနင်းကြီးဤမျက်စီတွေတွင် ပြန်လဲမြင်အောင်လာခဲ့ခြင်းပင်ကိုင်ပြောစမ်းအခုအမှန်တဦးရဲ့ပြဿနာကို တို့ဘယ်လိုဖြေရှင်းကြရင်ကောင်းမလဲဇာဝင်ကြီးဥဒထွန်းမောင်ကဒေါ်မြာနင်းကြီးကိုမေးနေသည်ဘယ်လိုဖြေရှင်းရမလဲဆိုတော့တောင်းအောင်သူရင်စီကိုကျမတို့လိုက်ပေါင်းမှဖြစ်မှာမို့နမောဤတို့သားဟာအောင်ပြက်ကအစာရဆိုရင်တော့ရွာကပြန်လာမှာမဟုတ်ဘူးသူဟာ မွေးစားသားဆိုပေမဲ့သူ့မိဘဝန်းကကြွကြွချင်းမွေးခဲ့ရတာမို့ရီရီရဲ့ဝမ်းနဲ့လွယ်မွေးရတယ်လို့ပါပဲလေ။ဒါကိုခွင့်မထားနိုင်ဘူး။ပြီးတော့ကိုသက်နဲ့ရီတို့သားအောင်သူရင်ရှိရာနှင်းပလဲကိုတွားကြရအောင်။ကိုသက်ဘယ်လိုသဘောရတယ်လဲ။ငါသဘောတူပါတယ်။တွားမယ်ဆိုရင်ဘယ်တော့တွားမှာလဲ။အိမ်မှာတောင်းရရှိတာပဲ။ဒီကနေ့ပဲဒီကနေ့ပဲတွားမယ်ရှင်။ဟင်မင်းဟာကမမြန်လွင်းဘူးလား။တို့ကားဒရိုက်ဘာမောင်တို့ခွင့်တလာယူထားတယ်လေ။ဘာဖြစ်လဲ။ မောင်းတုံးရှိပေမဲ့ကိုသက်ကမ်းမောင်းတတ်တယ်ဟာကိုသက်ပဲမောင်းပေါ့သူတို့လင်မယားစကားပြောနေကြခိုက်ချီချီဝင်းလဲနဲ့ဓမောင်တန်းတို့ရောက်လာခဲ့ကြသည်သူတို့နှုတ်မှာအောင်ပြက်ကကိုခေါ်ရန်ရောက်လာကြခြင်းပင်အောင်ပြက်ကအိမ်မထွက်သွားခဲ့ပြီဆိုတာကိုတော့သူတို့မသိကြသေးပြီဥဒထွန်းမောင်မှာဓမောင်တန်းနဲ့ချီချီဝင်းလဲတို့ရောက်လာဒီကိုမြင်ရရင်ဝမ်းသာသွားခဲ့သည်အခြားကြောင့်တော့မဟုတ်ပေအောင်သူရင်ရှိရာတို့ကားနဲ့သွားရမည်မို့ဓမောင်တန်းကိုကားမောင်းရန်အကူအညီတောင်းလို့၍ပင် ဟဲဒီမောင်နှံသမီးနဲ့တူမင်းမလာတာငါ့အတွက်တော့ဟန်ကြတာပဲကွာဦးတရမောင်ဤစကားကိုကြားရရင်ဒီမောင်တန်းက နားမလဲဟန်နဲ့ပြန်မေးနေသည်ဘယ်လိုကြောင့်လဲအန်ကယ်ရဲ့တို့ဟင်္ဒရာဘက်ကိုအင်က တောင်းရိတ်နဲ့သွားမလို့အဲ့ဒါမင်းကိုဒရိုက်ဘာဖြစ်ကောင်းမွန်ခိုင်းမလို့ပေါ့ကောင်းအင်ကဒရိုက်ဘာမောင်တို့ကခွန်းတလယူထားလို့ကွာညာဟင်္ဒရာဘက်ကိုသွားမလို့ဘာကိစ္စရှိလို့လဲဟိုကောင်အောင်သူရင်ရော သူ့ကိုမမောင်းခိုင်းဘူးလား မြန်မာတန်းပြန်မေးနေ gain ချီချီဝင်းလဲကတော့အိမ်ပေါ်ရတွင်အောင်သူရင်ရှိမိအထင်နဲ့တယံပြင်လိုက်သည်ဓမ္မာနီကနောက်မှလှမ်းအော်ကတားလိုက်ရသည်တမီးညီကိုအပေါ်မှာမရှိဘူးဟင်္ဒရာကိုထွက်သွားခဲ့ပြီအကြောင်းဆုံးသိချင်အန်တီရိုစီလာခဲ့ပြီတော့ထိုခေါ်တန်းကြောင့်ချီချီဝင်းလဲမှမတက်တော့ပဲဓမ္မာနီတို့ရှိရာဧကန်တွင်တို့ဝင်လာခဲ့ရသည်အန်တီပြောတာတမီးနားမလည်ပါဘူးသူကဘာဖြစ်လို့ဟင်္ဒရာမျိုးကိုတွားရတာလဲ ချီရီဝင်းလည်းကတော်များနေရင်ဤဘေးဘက်တွင်ရှိဆိုပါကတိုင်ပေါ်၌ထိုင်ရင်းမေးနေသည်သမီးသိချင်ရင်ဟောရီစာကိုသာဖတ်ကြည့်ပြီတော့ဥဒထမောင်က ပြောရင်အောင်ပြက်ကပေးခဲ့သောစာကိုချီရီဝင်းလည်းထံသို့လှမ့်ပေသည်ဒုစာကိုချီရီဝင်းလည်းသာမကပဲမြမောင်သန်းကပါခေါင်းချင်းဆန်၍ဖတ်နေကြသည်ဟင်ဒါဆိုရင်သူတို့တို့ဟာရုပ်ချင်းခွင့်မရအောင်တူနေကြတာပေါ့နော်အောင်ပြက်ကဤစာကိုဖတ်၍အပြည့်တွင်ချီရီဝင်းလည်းဤပြောတယ် ။ဒါကြောင့်မို့ကျွန်တော်တို့ဟာအောင်ပြက်ကကို အောင်သူတွေနဲ့မှပြီးခုံမိကြတာကိုဘာဖြစ်လို့ဒီလောက်တောင်တူနေရတာလဲ။အမွန်ကြီးကိုလည်းမဟုတ်ဘဲနဲ့အတော်ဆန်းနေတော့ဓမ္မောင်သားကအန်အောသားနဲ့ပြောနေသည်။တော်များနေမှာသူတို့ပြောနေကြသည်ကိုပြုံး၍နားထောင်ပြီးပြန်ပြောလိုက်သည်။ဆမ်းမနေနဲ့ကွင့်သားအောင်သူရင်ရဲ့အောင်ပြက်ကတို့ဟာအမွှာညီကိုတွေပဲအောင်သူရင်ကအောင်ပြက်ကတဲ့၄မိနစ်လောက်ကြီးတယ်ဟင်အန်တီဘယ်လိုကြောင့်အန်တီကသူတို့နှစ်ယောက်ကိုအမွှာလို့ပြောနေတာလဲ အောင်ပြက်ကရေးထားခဲ့တဲ့စာရင်းမှလည်းအမွန်ကြီးကိုဆိုတာမပါဘဲနဲ့မပါပါမိသူတို့နှစ်ယောက်ဟာအမွန်ကြီးကိုရိဆိုတာအန်တီကတိနေလို့ပေါ့သမီးရဲ့ကဲပါကြီးရဲ့အမွန်ကြီးကိုရဲ့ဇာကြောင်းကိုသူတို့နားလည်သွားအောင်ထက်လောင်းပြီးအချင်းချင်းပြီးတော့ပြောပြလိုက်ပါဥဒ္ဒထမောင်ကပြောရင်ဓမ္မရနေရီမှာချစ်ရီဝင်းလဲနဲ့ဓမ္မောင်တန်တို့အားနာရှင်သွားအောင်အစလဲဆုံးပြောပြနေသည်ဩသူတို့ရဲ့အမွန်ဇလန်းကဒီလိုလားအခုမှပဲနားလည်သွားတယ် တော်မြတ်နှင်းဤစကားဆုံးတွင်ဓမ္မောင်တန်ကမှတ်ချက်ချသည်ဘုဒ္ဓထွတ်မောင်ကဓမ္မောင်တန်ကိုလန့်ပြော်သည်မင်းနားလေရင်ကာမောင်ပေဘူအံငယ်တို့နဲ့လိုက်ခဲ့ပြီတော့အသွာလန့်အတွက်တော့ဓာတ်စီအလုံးလောက်ရှိတယ်အပြန်ကြရင်သာအပြင်ကဝယ်ရမှာပဲဒါဆိုသမီးနဲ့အံငယ်တို့နဲ့ဟင်္ဒရာကိုလိုက်ခဲ့မင်းချီချီဝင်းလဲကဝင်ပြောနေသည်အိမ်သမီးလိုက်ချင်ရင်သမီးမိဘတွေစီဖုန်းနဲ့ဆက်ပြီးခွန်တောင်းလေဟုတ်ကဲ့အံငယ်သမီးအခုပဲဆက်လိုက်မယ် ချီရီဝင်လက်ပြောရင်"သူမဤမိဘများထံသို့ဖုံးနှင်းဆက်ကားခွင့်ပန်နေသည်။သူမဤမိဘများကလည်းဥတ္တရမောင်တို့နှင့်သွားမြည်မှုအလွယ်တကူပင်ခွင့်ပြုလိုက်ကြသည်။မကုံနိုင်သောရှိရည်စေ။အောင်ပြကမှသူဤရွာသို့ရခင်ကလည်းကားနှင့်မလာခဲ့ပေ။သူနှင့်ခင်မင်းရင်းနေသောဂုံကားမောင်းသူလှထေးဤဂုံကားကြုံနှင့်လိုက်လာခဲ့သည်။ထိုဂုံကားမှာသူတို့ရွာတွင်မနာပဲခရီးဆက်၍သွားမြည်မှုရွာထဲသို့ရောက်လျင်အောင်ပြကဆင်းနေခဲ့သည်။ ဤတော့သူသည်ရွာဘက်သို့ရောက်လာတဖက်မှလာနေသောဗမံကိုလမ်းမြင်ရသည် အောင်ပြကမှဗမံကိုမြင်ရလျင်ဝန်သာအာရနှင့်လှမ်းခေါ်သည်ဟေးကိုဗမံဒါကဘယ်တော့မလို့လဲဗျဗမံမှာအောင်ပြကကိုသူဤညီမရွှေပြိုင်းနှင့်အတူတွေ့၍စကားပြောခဲ့သေးသည်မိနစ်အတွင်းမှာပင် အောင်ပြက်ကကိုအထုပ်ပိုးတွေနဲ့တွေ့ရလင်ဗမောင်မှာတက်မပြည့်သူပြီးပြီးလူအစ်စ်မတင်ပဲနန္ဒခင်ကြီးတွင်သူ့ကို36တိဟုထင်မှတ်မှသွားသည် တို့ပြေပြေသူဒီကြောင်းအလန်အားအမလီကေရုံမူကြပါဦးတစီကြီးကအောင်မြက်ကရောင်ဆောင်ပြီးခြောက်နေပါတယ်ဗျို့ဟူ၍အော်ရင်အိမ်တွေဘက်သို့လှည့်ပြေးသွားတော်သည် အောင်မြက်ကကတော့ဗမောင်တရေဘောကြောင်းပုံကိုကြည့်၍တဟာဟာနဲ့ရရင်ဟဲ့လူကြီးဘယ်ကလာတစီရမှာလဲအောင်မြက်ကဆိုတဲ့လူသားအစ်စ်ပါဗျမပြေးပါနဲ့ဟူ၍အော်ပြောကဗမောင်အိမ်နောက်သို့ပြေးလိုက်သွားတော်သည် ပြီးမကွာပြီးမယ်ငါ့ကိုလင်းလို့ရမယ်မထင်နဲ့ဗမောင်ကပြန်ပြောရင်စောစောကအတိုင်းအော်ပြေးနေသည် အောင်သူရဲနှင့်ရွှေပြိုင်းတို့မှညောင်မင်းကြီးအောက်တွင်တဥ္ကိုတဥ္ဖယင်းချစ်တဲ့နှောက်နေကြ гай ဗမောင်၏အတန်ကြောင့်လူချင်းခွဲကထရက်လိုက်ကြသည်ဒါကဘာဖြစ်လာရတာလဲအကိုကြီးကပြောစမ်းပါဦးအောင်သူရဲကဗမောင်ကိုမေးနေသည်ဘာဖြစ်ရမှာလဲမင်းနဲ့ချွတ်ချွတ်တူတဲ့တစီကြီးကငါ့ကိုချောက်လို့ပြေးလာတာပေါ့ဟောပြောရင်းဆိုရင်တစီရောက်လာပြီငါပြေးတော့မယ် အောင်တွေမှာဗမ္မောင်ဤလက်ကိုဆွဲထားရင်ပြန်ပြောနေသည်ဘဲကလာတစီရမှာလဲအဲ့ဒါအောင်ပြက်ကဆိုတဲ့လူအစ်စ်ပါဗျာသွားစမ်းပါဘဲကအောင်ပြက်ကရမှာလဲမင်းသာအောင်ပြက်ကဆိုတဲ့လူအစ်စ်ပါမဟုတ်ဘူးဗျာကျွန်တော်ကအောင်သူရင်ပါဟေးဟုတ်တော့အောင်သူရင်ကပြောရင်ဗမ္မောင်သာမကပဲရွှေပိုင်းပါအံဩကုန်ကြတော့သည်ဒိုစင်မှာပင်အောင်ပြက်ကလည်းသူတို့အနည်းတို့ရောက်လာသည်ဒီမှာအောင်ပြက်ကဟာအောင်သူရင်အေးအေးဗျာ ျွန်တော်ကိုနာမည်မခေါ်ပြန်ပြီကျွန်တော်ကအောင်ပြက်ကလေအေးအေးဟုတ်တယ်ဟုတ်တယ်ငါကအောင်သူရင်ပဲဟာသူတို့အမွားညီကိုနှစ်ဦးတဦးနဲ့တဦးပြောနေခိုက်ရွှေပြိုင်းမှာနားမလဲဟန်နဲ့ဝင်မေးသည်နှိမ့်စမ်းမအောင်နင်းတို့နှစ်ယောက်ကရုတ်ချင်းခွဲမရအောင်တူတော့ချီလားဘယ်သူကအောင်ပြက်ကအစင်လဲကျမကိုပြောစမ်းထိုမဲကိုအောင်ပြက်ကက ပြန်ဖြေသည်အေးမှတ်ထားငါကနေ့တငယ်ချင်းအောင်ပြက်ကအစ်စ်သူကရန်ကုန်မြို့ကတထေးသားပညာတတ်အောင်သူရင်းနဲ့ဒါ ဒါဆိုမင်းတို့ကအမွှန်ညီကိုတွေပေါ့ဗမန်ကဝင်မေးသည်မဟုတ်တာဗျာဘယ်လိုလုပ်ပြီးအမွှန်ညီကိုတွေဖြစ်ရမှာလဲကျွန်တော်ကဒီရွာမှာမွေးတဲ့တော်သားသူကရန်ကုန်မှာမွေးတဲ့မြို့သားအမှားမပြောနဲ့ညီကိုတဝမ်းခွက်တောင်မတော်ကြဘူးလေရုပ်ချင်းစင်တာကစင်တာပါပဲအောင်သူရင်ကတိလိုစိတ်နဲ့အောင်ပြက်ခါကိုမင်းနေသည်ဒါတဲ့မင်းကဒီကိုဘာဖြစ်လို့လာရတာလဲဟိုမဲအချင်းနေမဟန်လို့လားအစ်စ်ပေါ့ ဩစတြေးလျနိုင်ငံကခမရဆရာပမောက်ခါကြီးဟာလာမယ့်စနေနေ့ကြာရင်ရန်ကုန်ကိုရောက်လာမှာမို့ခမရကိုရန်ကုန်လေစိတ်မှာလာကြပါလို့ဖက်စ်ပို့လိုက်တာမို့ကျွန်တော်လည်းအောင်သူရင်အဖြစ်ဆက်ပြီးအယောင်ဆောင်နေရင်အလိန်ပေါ်သွားမှာမို့ခမရရဲ့အဖေအမေကိုအဖြစ်မှန်တွေရေးပြီးအလစ်အမြန်ဒီကိုပြေးခဲ့ရတာပဲဗျာကဲပါဗျာအိမ်သွားကြပါစို့အောင်ပြကဤအိမ်ရှိသောအရောက်တွင်ဥဒ္ဒထမောင်တို့စီလာခဲ့ကြသောတောင်းဤကနှင့်ပက်ပင်တို့မိကြတော့သည်ဟာဖီဖီတို့ပါလား တောင်းဤကမှာသူတို့အိမ်ရှိသူရပြီးကဘောမဆရာဝန်ကြီးဥဒထွန်းမောင်နဲ့ဆရာဝန်မကြီးဒေါ်မြာနင်းကြီးတို့ဆင်လာကြသည်ကိုတွေ့ရလျင်အောင်သူရင်ရောအောင်ပြကပါမြိုင်တူအော်ဟစ်လိုက်ကြသည်ထိုကနေ့တို့နှစ်ဦးစလုံးပြေးသွားခဲ့ကြသည်လူကြီးနှစ်ဦးအနည်းတို့ရောက်တွင် အောင်သူရင်ကဥဒထွန်းမောင်ကိုပြေးဖယ်ပြီးအောင်ပြကကတော့ဒေါ်မြာနင်းကြီးကိုဖက်ထားသည်ချစ်ရီဝင်းလဲနှင့်တမောင်တန်းလဲကဘောမဆင်လာခဲ့ကြသည်ဟာအစ်စ်ပဲဟိနှစ်ယောက်သားရုပ်ရည်တွေကချွတ်စုကိုတူးနေပါကလား ဘယ်သူကအောင်သူတွေဘယ်သူကအောင်ရက်ခဆိုတာပြောစမ်းပါဦးဒီမောင်တန်းကခွဲကြမရဟန်နဲ့မေးနေသည်အောင်ရက်ခမဟုတ်ပါဘူးဗျအောင်ပြက်ကပါရက်ခဆိုရင်ဒီကောင်ဘလူးဖြစ်သွားမှာပေါ့သူကကြားဗျကြားဒါကြောင့်ပြက်ကလို့ပြေးထတာပေါ့ဗမောင်ကဒီမောင်တန်း၏အမကိုပြင်ပေးပြီးပြောပြနေသည်ချစ်ရင်လည်းမလဲသူမအားအောင်သူရင်အဖြစ်အမျိုးမျိုးမျက်လက်ပြခဲ့သောအမွာညီကိုတို့အားတအံတော်ငေးကြည့်နေသည်ထိုကိမှာပင် အိမ်တွင်မှဒေါ်အိမ်တွင်မှအမြန်ပြေးထွက်လာသည်ဟုတ်တော့အကူကြီးနဲ့မမတို့ပါကလားပြန်တွေ့ရတာကျမဝမ်းသာလိုက်တာရှင်ဒေါ်အိမ်တွင်ကဥတ္တရထမောင်နဲ့ဒေါ်မြာနေရီတို့ကိုမြင်လင်းအထပ်ပါတိုင်းဝမ်းသာအားရပြောနေသည်ဘလို့မအိမ်တွင်ကကျုပ်တို့ကိုချက်ချင်းကိုမှတ်မိတာပဲကိုခမရမှန်ညာကတေကောင်းတာပဲ မမမီပဲနေပါမလားအကူကြီးနဲ့မမတို့ဟာကျမရဲ့တသက်မှာမိမရနိုင်တဲ့အသက်သခင်ဂျေဇုရှင်တွေပါအခုအကူကြီးတို့မန္တလေးမှာပဲလားမဟုတ်ဘူးညီမရဲ့မမတို့ကရန်ကုန်ကိုညီမရွာကိုပြန်သွားပြီး၃နှစ်လောက်ကြာမှပြန်ပြောင်းလာခဲ့ကြတယ်အင်းညီမနဲ့မမတို့ဟာရေဆက်ကုန်သွားပြီးထင်းနေတာအခုတော့မကုန်ပဲပြန်တွေ့ဖို့ဖမ်းလာပြန်ပြီနော်ဟီဟီဗမာနေညီမတော့အင်းရွယ်အစ်လက်ကိုကန်ရင်ပြောနေပြီအောင်ပြကမှာ အောင်တော်ရင်ဤမိဘများနှင့်သူမိခင်ကြီးယင်းဤစွာတည်ကျွမ်းနေသည်ကိုမြင်ရ၍အံအောမဆုံးဖြစ်နေသည်ဟင်မိမိတို့ကတည်နေကြသလားမတည်ပဲနေပါမလားမင်းတို့အမွားကြီးကိုကိုကျန်းကျန်းမာမာနဲ့ချောချောမောမောမွေးပေးခဲ့တာဟောဒီကမမပေါ့တော်အင်းနဲ့ပြောရမအောင်ပြက်ကမှပုံမွေ၍နားရှုပ်သွားခဲ့သည်သူအနေနဲ့အောင်တော်ရင်နဲ့အမွားမွေးညီကိုမှမတည်သေးပေဗျာဒီကမိမိတော်များနှင်းကြီးကသားတို့ကိုမွေးပေးခဲ့တယ် ဲ့ဒါတွေကိုသားမသိရသေးပါလားသားမအမွားမွေးညီကိုရှိတယ်ဆိုတာကိုလည်းမေမေတခါမှပြောမပြခဲ့ဘူးနော်အောင်ပြကဆက်၍ဒေါ်အင်းရွယ်ကိုမေးနေပြီအေးသိခင်ရင်အင်ပေါ်ကြတော့ရှင်းပြမယ်အကူကြီးနဲ့မမတို့လည်းအင်ပေါ်ကိုကြွကြပါရှင်ဒေါ်အင်းရွယ်ကဖိတ်ခေါ်လျင်ဥတ္တထွန်းမောင်နှင့်ဒေါ်မြာနှင်းကြီးနှင့်တကားလူအလုံးတက်သွားကြသည်အိမ်ပေါ်သို့ရောက်၍ဝိုင်းစုကထိုင်မိကြလျင်တော့ဒေါ်အင်းရွယ်ကအမွားညီကိုနှစ်ဦးကိုအတိတ်မှဇာကြောင်များကိုသူတို့နားလည်အောင်ရှင်းပြနေတော့သည် ဒုက္ခကြမအမွာညင်တော်မှာ အတိတ်မှသူတို့ဖြစ်ရတွေကိုစုံစုံစည်စည်တည်သွားကြတော့သည်တမိချစ်သူ နှမွာလူဒေါ်အင်းရွယ်ကရှင်းပြမှုကြောင့်အမွာညေကိုနှစ်ယောက်သားမကရွှေပြိုင်းချစ်ရည်ဝင်းလက်ဒီမောင်တန်းနဲ့ဗမောင်တို့ပါတည်သွားကြပြီချစ်ရည်ဝင်းလက်မှာစိတ်ဝင်စားစွာနဲ့အောင်သူရင်ဤမျက်နာကိုကြည့်လိုက်အောင်ပြက်ကဤမျက်နာကိုကြည့်လိုက်နဲ့လှုပ်နေသည်ဒါကိုဥဒ္ဓထမောင်ကမြင်လျင်လှမ်းမိသည်ဟဲ့သမီးဝင်းလက် ဒါကဘာဖြစ်နေတာလဲအမွန်ကြီးကိုရဲ့မျက်နာတွေကိုတလဲစီကြည့်နေတာဘယ်လိုကြောင့်လဲပြောပြပါအောင်အဟိတခြားကြောင့်တော့မဟုတ်ပါဘူးအန်ကင်သမီးရဲ့ချစ်သူဟာအခုလိုအမွန်ကြီးကိုမဟုတ်ဘဲတူးတဲ့လူထင်မှတ်ခဲ့တာအခုတော့သမီးချစ်သူဟာနှမလူဖြစ်နေတာကိုသိရလို့ပါချီချီဝင်းတဲ့ဤစကားများကြောင့်လူအလုံးမှာရေနေကြသည်တော်များနေရကလည်းချစ်ချီဝင်းတဲ့ကိုပြန်မေးနေပြီဒါချင်းပြောစမ်းသမီးချစ်သူနှမလူတွေကဘယ်သူကိုယူမလဲ ။သားအောင်သူရင်ကိုလားသားငယ်အောင်ပြက်ကကိုလားအမှန်တိုင်းသာပြော။ချီဝင်းလည်းကတော့ပြောရမည်ကိုရှင်းနေ၍မပြောဘဲပြုံးရိပ်သားနေသည်။ဗမောင်ကကြက်မပြေသူပြီးပြီးအလော်တကြီးဝင်ပြောသည်။ဒီမဲဗျ။ရွေးမယ်ဆိုရင်တယောက်ပဲရွေးနော်။ရွေးရခက်တယ်ဆိုပြီးနှစ်ယောက်စလုံးကိုမရွေးလိုက်ပါနဲ့။ကျုပ်ညီမရွှေပြိုင်းတွေလက်ကြံမရှိဘဲဖြစ်သွားမှာစိုးလို့ပါဗျာ။ဘာမောင်ဤစကားကြောင့်အိမ်ပေါ်တွင်ရှိနေကြသူများမှာ ်ဝါကနဲ့တဟာဟာပွဲကြသွားခဲ့ကြသည်ဟေ့ဗမောင်အယူနင်ဘာတွေပြောနေတာလဲတိတ်တိတ်နေစမ်းဒေါ်အင်းနယ်မှာချီချီဝင်းလဲကိုအာနာသွားဟန်နဲ့လှမ်းဆူနေသည်ဥဒထမောင်ကတော့ချီချီဝင်းလဲနဲ့ရွှေပြိုင်းဤမျက်နှာများကိုခပ်ပြုံးပြုံးကလေးကြည့်ရင်းယခုလိုအကြံပြုလိုက်သည်ဒီမဲ့သမီးတို့နှစ်ယောက်ကိုအံငယ်အကြံပြုခြင်းလေတခြားတော့မဟုတ်ပါဘူးဥပမာ သမီးရွှေပြိုင်းရဲ့ငွေချစ်ကအောင်ပြက်ကဖြစ်တယ်လို့သမီးရဲ့အရင်ချစ်ခဲ့တဲ့ချစ်သူကလည်းအောင်သူရင်ဖြစ်ခဲ့တယ် အခုဆိုရင်တမီးတို့ရဲ့ဖူးစာကံအလှည့်ပြောင်းကြောင်းတမီးတို့ရဲ့အချစ်ဟာလည်းပြောင်းလဲကုန်ပြီမဟုတ်လားဒီတော့ကတမီးတို့ရဲ့ဖူးစာအစ်စ်အမှန်ဖြစ်ကအောင်သူရင်လားအောင်ပြက်ကလားဆိုတာသိရအောင်လို့ညံစမ်းဘေဟီလီတခုလှုပ်ချင်တယ်အန်ကေကဘယ်လိုလုပ်မှလဲပြောပါဦးချီဝင်းလဲကပြန်မေးနေသည်ပြန်လူတွေကစိတ်ဝင်စားစွာ နားထောင်နေကြသည်ဒီလိုလေတမီးတို့အမှားညင်အောင်ဟာနှစ်ကိုခွဲထားသလိုခွဲမရအောင်တူနေတဲ့အတွက်သူတို့ကို အဝတ်တွေစင်တူဝတ်ခိုင်းထားမယ်ဒါကိုသမီးတို့နှစ်ယောက်ကရွေးရမယ်ဥပမာသမီးရွှေပြိုင်းဟာအောင်သူရင်ကိုအောင်ပြက်ကတဲ့ပိုသဘောကြပြင်မယ်ရွေးတဲ့အခါအောင်ပြက်ကကိုရွေးမိရင်အဲ့ဒါဟာမိုးနှံမင်းကြီးကပေးတဲ့ဖူးစာရှင်မို့သူနဲ့ပဲလက်ထပ်ပေါင်းသိမ်းရလိမ့်မယ်သမီးချစ်ရဲ့ဝင်လဲကလည်းအဲ့ဒီအတိုင်းပဲအင်္ဂေပြောတာကိုသမီးတို့လက်ခံရင်အခုပဲဖူးစာရှင်ရွေးချယ်ပွဲကိုစမယ်ဘုရားထွန်းပေါင်းပြောပြတွင် အောင်သူရင်ကစိုးရင်သာနှင့်ပြန်မေးနေသည်ဖိဖိရဲ့ဖူးစာရှင်ရွေးချယ်ပွဲဟာလန့်စရာကြီး မတော်တဆရွှေပြိုင်းဟာကျွန်တော်ကိုမရွေးပဲအောင်ပြက်ကကိုရွေးမိရင်ဘယ်လိုလုပ်မလဲဟာဖေဖေပြောပြီးခဲ့ပြီကောအဲ့ဒါဟာမိုးနံမင်းကြီးကပေးတဲ့ဖူးစာပါလို့သားတို့ကကြည်ကျင်းနဲ့လက်ခံရလိမ့်မယ်အဲနောက်တစ်ခုထပ်မှာကျင်တာကသားတို့ကသမီးတို့ကိုဘာအချက်မှမပြဘဲငြိမ်ငြိမ်လေးနေရမယ်ဖေဖေတို့ကဘေးကနေဒိုင်းလူကြီးတွေအဖြစ်အကဲဖြတ်ကြည့်ရှုနေမယ်မြန်မာန်တန်းကလည်းသဘောတူတဲ့အနေနဲ့ဝင်ပြောသည်ဤကွာ အငယ်ပြည့်တဲ့ဂျန်ကကောင်းတယ်ဒါမှလည်းသူတို့ရဲ့ဖူးစာအမှန်စစ်ဟာဘယ်သူလဲဆိုတာသိရမယ်တခုတော့ရှိတယ်နော်မင်းတို့တွေကတူဦးကစီကံဖောက်ရင်တော့ဘောဘဲမှာဆိုအဝါကပြခံရလိမ့်မယ်ဒီမောင်တန်းကပြောလင်းအနီနာရှိလူများမှရဲနေကြသည်ကဲကဲဖူးစာရှင်ရွေးချယ်ပွဲကြီးအချိန်ရှိတုန်းစလိုက်ကြရအောင်သားတို့နှစ်ယောက်ကအခန်းထဲဝင်ပြီးအင်ဂျီစင်တူဘောင်းမီရှိစင်တူဝစ်ပြီးပြန်ထွက်လာခဲ့ကြဦးသားထွန်မောင်ကခိုင်းလင်းအမွန်ကြီးကိုနှစ်ဦးမှထိုင်နေရမှတကအခန်းထဲသို့ဝင်သွားခဲ့ကြသည် ဆယ်မိနစ်ခန့်ကြာတွင် အမွာညီနောင်တို့မှဥတ္တရထမောင်ပြသည့်အတိုင်းစင်တူဝိဇုံကိုဝိ၍ထွက်လာခဲ့ကြသည်အရွယ်သူအရတူရုပ်ရည်ကတူညီရသည့်အထက်အဝိစားပါတူညီနေကြ၍သူတို့ကိုမွေးဖွားခဲ့သောမိခင်ကြီးဒေါ်အင်းွယ်ကိုယ်တိုင်ပင်ညီသူကအောင်သူရင်ညီသူကအောင်ပြက်ကစိုးသည်ကိုမခွဲခြားနိုင်ဖြစ်နေသည်။ကဲသမီးရွှေပန်းကစပြီးဖူးစာရှင်ကိုရွေးပေတော့မှန်အောင်ရွေးတော့ဥဒရမောင်ကရွှေပန်းကိုလမ်းပြောနေသည်။ဒီမန်အန်ကဲ တဦးစီအရွေးခိုင်းတာတဲ့ဝင်းလေရောရွှေပိုင်းမှာနှစ်ဦးပြန်တူရွေးတာကပိုကောင်းမယ်ထင်တယ်။မြမောင်တန်းကဝင်၍အကြံပေးသည်။အေးကွာငါတူပြောတာပိုကောင်းတယ်။ကဲကဲသမီးတို့နေအောင်အမွာညီနောင်စီသွားပြီးဖူးစာချင်းမမအောင်ရွေးပြီတော့။ဦးသာရမောင်ဤဇကားအဆောင်တွင်ချစ်ရည်ဝင်းလေနှင့်ရွှေပိုင်းတို့မှာထိုင်နေရမှထား၍အမွာညီနောင်ရက်နေရာသို့သွားခဲ့ကြသည်။မြမောင်တန်းကအမွာညီနောင်ကိုလန့်တရီပေးနေသည်။ဟေးကောင်လေးငင်ငင်လေးရက်နေကြနော်။ဇကားလည်းမပြောနဲ့ပြုံးလည်းမပြုံးနဲ့ဤလည်းမပေါက်နဲ့ကွာ။ ချီချီဝင်းလဲနဲ့ရွှေပိုင်းတို့ကတော့ဒီမောင်တန်းစကားများကိုအရေးမဆိုင်နိုင်ပဲဘုရားရှင်အမှန်ရအောင် ကြိုးစား၍အမွှာညီနောင်ကိုစစ်ဆေးနေကြသည်ဂျန်လူတွေကလည်းသူတို့ကိုစိတ်ဝင်စားစွာနှင့်ကြည်နေကြသည်ရွှေပိုင်းနဲ့ချီချီဝင်းလဲတို့မှအမွှာညီနောင်ကိုစစ်ဆေးကြည့်ရှုပြီးနောက်နှစ်ဦးသားတီးတို့စကားတွေကိုပြောနေကြသည် အောင်သူတွေနဲ့အောင်ပြကားတို့မှတော့မလုံရဲပဲရင်တထိတ်ထိတ်နဲ့ထွက်ပေါ်လာမိအဖြစ်ကိုစောင့်ဆိုင်နေကြရသည်၁၀မိနစ်ခန့်ကြာတွင်တော့ ရွှေပြိုင်းနှင့်ချစ်ရည်ဝင်းလဲတို့ကလူကြီးများဘက်သို့လှည့်၍ပြောလိုက်ကြသည်တမီးတို့ရွေ့ပြီးပြီတမီးချစ်သူနှမလူကသူပါပဲခုရွှေပြိုင်းနှင့်ချစ်ရည်ဝင်းလဲတို့ကပြောရင်သူတို့ရွေ့ချယ်ခဲ့သောသူများ၏လက်တွေကိုဆွဲပြနေကြသည်တမီးတို့အခုရွေ့တာကအမှန်ပဲလားအန်ကယ်တို့ကိုပြောပါဦးဦးသက်ထွန်းမောင်၏အမေကိုရွှေပြိုင်းက ပြန်ဖြေသည်အမှန်ပေါ့ရှင်သမီးရွေးလိုက်သူကအကိုအောင်သူရင်ဆိုတာသိကြသလိုဒီဘက်ကအမရွေးလိုက်တဲ့သူကလည်းအောင်ပြက်ကပါ ရွေပြိုင်းဤစကားအဆုံးတွင်ဥဒ္ဒထမောင်ကအမွာညီနံကိုလှမ်းမေးနေသည်ဟေ့သားတို့သူတို့ပြောတာမှန်ပဲလားဖေဖေတို့လည်းမခွဲရကြလို့အခုလိုမေးနေတာပါအောင်ပြကားကပြန်ဖြေသည်မဟုတ်ဘူးဖေဖေသူတို့ရွေတာမှားနေတယ်ဤပြိုင်းရွေတာကကျွန်တော်ကိုပါညီမဝင်းလက်ရွေတာကအောင်သူရင်ကိုပါဟေးဥဒ္ဒထမောင်နှုတ်မအာမေရိကန်ကြီးပေါ်ထွက်လာခဲ့သည်ချစ်ချစ်ဝင်းလက်မှာလဲသူမချစ်ကြိုက်နေသူအောင်ပြကားမဟုတ်ပဲ မူလလက်ဟောင်းကြီးအောင်သူရင်ကိုမှား၍ရွေကံပြီးသည်ဖြင့်စိတ်ပြဲသွားတော်သည်ဒေါ်စင်မာပင်ရွေပြိုင်းဤရန်တွေ့တံပေါ်လာခဲ့သည်ဟဲ့ငါအောင်နင်အကြောင်းရိုက်မနေနဲ့တခြားလူတွေကသာနင်အကြောင်းရိုက်လို့ရမယ်ငါကတော့မရဘူးငါရွေးခဲ့တာအခုအောင်သူရင်ဖြစ်တယ်လို့အမရွေးခဲ့တာကလည်းနင့်ကိုပဲဟဲ့ဒေါ်မြာနင့်ရေကရွေပြိုင်းကိုလှမ်းမေးနေသည်နေပါဦးသမီးကဘယ်လိုကြောင့်အခုလိုအတက်ပြောနိုင်တာလဲပြောနိုင်ဆိုသမီးနဲ့ငအောင်ကငငယ်ကလေးတွေကအတူနေလာခဲ့ကြတဲ့ဟာသူ့အကြောင်းကိုသိတယ်လေ ။ငါအဟာသူ့ကိုညင်ညင်ကလေးအခုလိုရက်ခိုင်းရင်သူ့လက်ချောင်းတွေကအငြိမ်မနေဘူး။စုတ်ချီဖြန့်ချီလှုပ်တတ်တယ်။အခုလည်းအဲ့ဒီလိုလှုပ်နေလို့သူ့ကိုအောင်မြက်ကမှန်းသိပြီးဟိုဘက်ကအကိုအောင်သူရင်ကိုတမိကရွေးလိုက်တာပါ။ဒေါမြနင့်ရီကအောင်မြက်ကကိုလှမ်းမေးနေသည်။ဒီကတမိပြောတာအမှန်ပဲလား။ဒုက္ခရင်တော့အမွှာညင်တော်မှာစောစောကလိုရွှေပိုင်းတို့ကိုအကြောင်းရိုက်မနေဘဲဝန်ခံလိုက်ကြရသည်။မှန်ပါတယ်မေမေ။မိပြန်ပြောတာမှန်ပါတယ်။အမှန်တွေကြီးပါပဲ။ သူရွေးလိုက်တာကိုအောင်သူရင်ပါညီမဝင်းလဲကတော့တာကိုရွေးခဲ့တယ်လေသူဤစကားဆုံးတွင်လူကြီးများမှရဲနေကြသည်ချစ်ရည်ဝင်းလဲကတော့သူမရွေးချယ်သူမှန်သွားသည်ဖြင့်အောင်ပြကကိုဝန်တာအာရပြည့်ဖက်ထားသည်ကဲကဲပူဇော်ရှင်ရွေးချယ်ပွဲကြီးပြီးဆုံးပြီမို့မင်းတို့လွတ်လပ်စွာသွားနိုင်ပါပြီမင်းတို့ရဲ့မင်္ဂလာပွဲကိုတစ်ဖက်ကလူကြီးမိဘတွေနဲ့တိုင်ပင်ပြီးအမြန်ဆုံးစီစဉ်ပေးပါမယ်ကျေးဇူးတင်ပါတယ်ဖေဖေဒါဆိုရင်သားတို့အပြင်ကိုခဏသွားလိုက်ဦးမယ်နော် အောင်တရင်ကခွန့်ပန်းရင်ရွှေပြန်းဤလက်ကိုဆွဲ၍ခေါ်သွားသည်အောင်ပြကကလည်းအာကြမကန်ချစ်ရီဝင်းလဲဤလက်ကိုဆွဲကင်ကအိမ်ပေါ်မှဆင်းသွားခဲ့ကြသည်ဗမောင်ကတော့ဇုံတွဲနှစ်တွဲကိုနောက်မှကြည့်ရင်ပြောနေသည်ရွှေပြိုင်းနဲ့အောင်တရင်ကလည်းလိုက်တယ်အောင်ပြကနဲ့ဝင်းလဲနဲ့ကလည်းလိုက်တယ်အာလုံးအာလုံးလိုက်တယ်သူပြောနေစဉ်သူဤနောက်မှတမောင်တန်းဤအတန်ပေါ်လာသည်သူတို့အာလုံးလိုက်ရင်ခမည်းကိုလည်းကျွန်တော်ကရိုက်မယ်ဟိုက်တော့ဘလို့တော့ ကျွန်တော်မှဘာပြည့်ရှိတို့ခမရကရိုက်ရမှာလဲမရိုက်ပါနဲ့ဗျာကျွန်တော်ကကြောက်တတ်တယ်ဘမောင်က တောင်ပန်တန်နဲ့ပြောနေပြီတဲဒီလူဘာပေါက်နေရတာလဲခမရကိုရိုက်တယ်ဆိုတာဒုံးနဲ့ရိုက်တယ်ပြောတာမဟုတ်ဘူးကျွန်တော်ယူလာတဲ့ digital ကင်မရာနဲ့ခမရရဲ့တစေရုပ်ပေါက်နေတဲ့ရုပ်ကိုအမှတ်တရရိုက်ချင်လို့ပါအုံးမလေးလေးပြောရလိုက်တာကျုပ်ကတစေရုပ်တယ်ဒီမဲ့တိတိကျကျကြည့်တာကျုပ်ရုပ်ဟာတစေရုပ်မဟုတ်ဘူး အမေကမွေးတယ်ရွှေရုပ်ကလေးပြရွှေရုပ်ကလေးဟွန်းဗမောင်အေးပြောစကားတွေကြောင့်တင်မောင်တက်မှာရေမဆုံဖြစ်နေတော့သည်အမွန်ညာတို့မှာလည်းတစောင်းမုံလာတို့အရောက်တွင် အောင်တွင်ကရွှေပြိုင်းနဲ့၎င်းအောင်ပြက်ကကချီချီဝင်းလဲနဲ့၎င်းနဖတ်တော်လူကြီးမိဘများကခန္ဓာစွာနှင့်မင်္ဂလာပွဲကိုကျင်းပပေးခဲ့ကြသည်တည်းဤတွင်ကျွန်တော်ဤသမီးတို့ချစ်သူနှမလူလုံချင်းဝိတ္တူကြီးအားတအံအဖြစ်အဆုံးတက်လက်ရပါသည် လေးစားရပါသော စာဖတ်သူယခုနားဆင်သူများအားလုံးကိုယ်ရောစိတ်ပါကျန်းမာပျော်ရွှင်ပျော်မြူနိုင်ကြပါစေတော့ကျူမွေးဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာဆရာကျူမွေးဤဟာသဝိတုတပုတ်ဖြစ်တဲ့သမီးတို့ချစ်သူနှမလူဆိုတဲ့ဟာသဝိတုကိုဖတ်ပြခဲ့တာဒီမှာပဲပြီးဆုံးခဲ့ပြီဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့တူအဆုံးထိလိုက်ပါနားဆင်ခံစားပေးခဲ့တဲ့အတွက်လည်းကျေးဇူးများကြီးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးနောက်ထပ် audio book တွေမှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာအားလုံး ကျမ်းမာဘေးကင်းကြပါစေကျွန်တော်ဖုန်းမြတ်ထင်ပါခင်ဗျာ